မိမိရဲ့အစီအစဉ်ကိုဇီလန်စကီကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမကြိုက်ရင်တော့ဆက်တိုက်ရရမှာပဲလို့ထရန့်ကပြောပါတယ်လက်ရှိယူကရိန်းရဲ့စီးရေးချင်းတွေဟာတော်တော်လေးကိုစိုးရွားနေပြီး ရှေ့တန်းမှာလည်းရုရှားရဲ့ပြင်းထန်တဲ့ထိုးစစ်ကိုကြံ့ကြံ့ခံရင်ဆိုင်မှုအတွက်လူအင်အားလက်လက်အင်အားနှဲပါလာတဲ့အခြေအနေရင်ဆိုင်နေရပါတယ်အင်အားက၈စတစလောက်ကွာနေပါတယ်ရုရှားတပ်တွေကတော့လုံးဝတော့မဆုတ်ပဲအပြင်းထန်ထိုးစစ်ဆင်နေပြီးတမနာ ်ဦးတင်အနေနဲ့ကလည်းအရှုံးနဲ့အဆုံးသတ်ရမှာကိုမလိုလားတဲ့အတွက်အလုံးစုံခြာနေနေရတဲ့ချင်းဒီပါဒါကြောင့်အမေရိကန်သမ္မတ Trump ကသူ့ရဲ့အကြံပြုချက်28ချက်ကိုထုတ်ပြန်လိုက်ပြီးဒီအကြံပြုချက်28ချက်ကိုမလိုက်နိုင်တော့စက်တိုက်ရမှာပဲလို့ပြောပါလိမ့်ယူကရိန်းရဲ့အမေရိကန်စီစဉ်မော်ဒ်ဝါတာကိုမြည်တဲ့အခါမှာဇလန်စကီးကနဲ့တော်ကိုချိန်ရမှာဘာလို့တမန်ထရန်ကအင်ဂျီလိုမှာတရင်တော့တွေကိုပြောပါတယ်။လာမယ့်ကြာသပတေးနေ့နောက်ဆုံးထားပြီးဖြေပေးရမှာပါ။ တူတောင်းမကြိုက်ဘူးဆိုရင်တော့သူတို့ဆက်ပြီးတိုက်နေအောင်ပဲထင်ပါတယ်ကျွန်တော်တို့ကတော့ဒီတိုင်းပဲကြည့်ရမှာမဟုတ်လို့သူကပြောပါတယ်ဇီလန်စကီးကအမေရိကန်ဘက်ကပြောတဲ့အစီအစဉ်လုပ်ငန်းကိုတရားဝင်လက်ခံရရှိထားပါတယ်လို့ဇီလန်စကီးယုံကလည်းပြောပါတယ်ဇီလန်စကီးရဲ့ပြည်သူကိုပြောကြတဲ့မေကွန်းမှာမိမိတို့ယူကရိန်းဟာအဆိုးအဝါဆုံးအခြေအနေနဲ့တမန်တလျှောက်အခုခါတော်တော်ကြက်တဲဆုံးကာလရောက်ရှိနေတယ်လို့ပြောပါတယ် ဇီလန်စကီအနေနဲ့အမေရိကန်ရဲ့မဟာမိတ်ထုမှုကိုစွန့်ပစ်မလားအမေရိကန်ကမ်းလှမ်းတဲ့စစ်ပွဲရဆိုင်28ချက်ကိုပဲလိုက်နာရမလားရွေးချယ်စရာနှစ်ခုပဲရှိပါတော့တယ်နိုက်ဒီဘော့စ်မှာဇီလန်စကီအလာမရဲ့ပါနေထရယ်လက်ရှိတရမဲ့ရေးခွင့်လန်းနေတဲ့ညီကြေးအတွက်လိုအပ်တဲ့အဓိကချက်တွေစွန့်လို့ပြောလင့်ထားကြောင်းပြောပါမယ်အမေရိကန်စီစဉ်ရဲ့သေးစိတ်ချက်လက်တွေနောက်တိုင်းမီဒီယာတွေကိုပေါက်ကြားခဲ့ရမှာအမေရိကန်နဲ့ချားနိုင်ငံတွေဟာရုရှားရဲ့ခရိုင်းမီးယားဒုံးကနဲ့ယူကရိန်းကလက်လွတ်ပေးရမယ် တခြားနိုင်ငံတွေပေါ်ချုပ်ချာအာဏာအသိမှတ်ပြုဖို့လိုအပ်မယ်လို့ပါပါတယ်။လဲလဲတွေနဲ့ယူကရိန်းကအမေရိကန်နဲ့ဥရောပစီကနေလုံခြုံရေးအာမခံချက်ရမှာဖြစ်ပါတယ်။ဒါပြင်ယူကရိန်းစစ်တပ်ကိုတည်တည်တတ်တာရှော့ချပြီးကွာဝေးတာဝေးပြစ်လက်နက်တွေကိုဖယ်ရှားရမယ်ဆိုတဲ့ချက်လည်းပါပါတယ်။ယူကရိန်းနိုင်ငံနဲ့နိုင်ငံခြားတစ်ခုတွေခြားထားခြင်းကိုလည်းတားမြစ်ပါမယ်။ရုရှားဘာသာစကားဟာတေးဝေးဘာသာစကားဖြစ်လာမှာပါ။အမေရိကန်စီစဉ်တက်မှာရုရှားပေါ်ပိတ်ဆို့အရေးယူမှုရုံသိမ်းဖို့လည်းတောင်းဆိုထားပါတယ်။ ဒါပေမဲ့ရုရှားအနေနဲ့လည်းဒီ28ချက်ထဲကတစ်ချက်ကို ဖောက်ဖျက်ပြီဆိုတာနဲ့အရေးယူမှုတွေအားလုံးကိုအရင်မူလအတိုင်းပြန်ဆလုပ်သွားမယ်ဆိုပြီးသမ္မတ်ထရန့်ကပြောထားတာပါအဲ့ဒီအချက်28ချက်ကိုမဖောက်ပြန်မှုအတွက်အဖွဲ့တစ်ခုကနေကြီးကြပ်ကုတ်ကဲမှာဖြစ်ပြီးအဲ့ဒီအဖွဲ့ကိုမိမိကိုယ်တိုင်ဦးဆောင်မယ်ဆိုပြီးတော့သမ္မတ်ထရန့်ကပြောထားပါတယ်နောက်မှတနင်္ဂနွေနေ့မှာတော့ဥရောပမဟာမိတ်ခေါင်းဆောင်တွေကို အမေရိကန်ကငင်းကြေးမှု28ချက်နဲ့ပတ်သက်လို့ပထမဆုံးတင်တရားဝင်အကြေညွတ်တင်ပြမယ်လို့ဖော်ပြပါတယ်။ဥရောပကောင်းဆောင်တွေဘက်ကတော့တက်နိုင်သမျှအခြေစွဲပါလိမ့်မယ်။တောင်အာဖရိကမှာပြုတ်တက် G20 ထိပ်သီးအစည်းအဝေးမှာဥရောပကောင်းဆောင်တွေတည်တံ့တွဲဆုံပြီးမှထရရဲ့28ချက်မှုနဲ့ပတ်သက်ပြီးအသေးစိတ်ဆွေးနွေးကြမယ်ဆိုပါတယ်။ထရကဇလန်စကီကိုလူဘာ29ကိုဆုံးထားပြီးငင်းကြေးမှု28ချက်သဘောပြုကြောင်းလက်မှတ်ရေးထိုးရမယ်လို့ပြောထားပါတယ်။ဒါကြောင့်ဥရောပကောင်းဆောင်တွေရဲ့အကျင့်ရည်နေပါတယ်။ မင်းကထရန်နဲ့ဂျာမန်ဒီပလီဖက်ဒရစ်မားစ်တို့ဖုန်းကနေဆွေးနွေးမယ်အသေးစိတ်ထုတ်ပြန်ခြင်းမရှိသလိုအဆင်ပြေပုံလည်းမရပါဘူး။ဘောဘကောင်းဆောင်တွေကတော့ထူးထူးခြားခြားကြီးဒီကိစ္စနဲ့ပတ်သက်ပြီးတိတ်ဆိတ်နေပါလေ။ဒါဟုတ်ကြည့်ချင်းအဖြစ်ဘောဘကောင်းဆောင်တွေကတိတိတတ်တာသဘောတူတဲ့အထက်မှာပါနေလားဆိုတာမေးဖို့ထောက်ရဖွယ်ရှိနေပါလေ။ဒီငင်းကျင်းရေးအဆိုပြုချက်28ချက်ကိုမိမိလည်းမူကြမ်းမိတ်ထုလက်ခံရရှိထားကြောင်း ရုရှားသမ္မတပူတင်ကတရားဝင်အတည်လင်းပြောလာပါတယ်။ဒီငင်းကြိမ်မှု28ချက်ကိုယူကရိန်းဘက်ကညှိစေရင်တော့တိုက်ခိုက်မှုရှိမြင့်တရမှာပဲဆိုပြီးတော့ပူတင်ကသတိပေးထားပါတယ်။တောင်ကြီးကြီးပြည်ဒီမှု28ချက်ကိုပူတင်ဘက်ကလည်းလက်ခံဖို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှု28ချက်ရရုရှားဘက်ကအသာကြီးပါ။နောက်ဆုံးငင်းကြိမ်နဲ့ဖြည့်ရှင်ချက်အတွက်အခြေခံဖြစ်သုံးပြနိုင်တာကိုယုံကြည်ပါတယ်လို့ ရုရှားလုံခြုံရေးကောင်စီစီးမှာအကြီးတဲ့ရာရှိကြီးတွေကိုတမောပူတင်ကိုယ်တိုင်ပြောခဲ့တာဖြစ်ပါလေ။နောက်သတင်းတမုတ်ပြောချင်ပါလေ။အမေရိကန်တမောထရန်ကဗင်နီဇွဲလားမွေးကန်ကိုပြပဂျမ်ဘတ်အဖွဲ့စင်သွင်းလိုက်ပါလေ။တနည်းအားဖြင့်ပြောရရင်မာဒူရိုကိုဖမ်းဖို့အတွက်မီးစိမ်းပြလိုက်တဲ့သဘောဖြစ်သွားပါလေ။မာဒူရိုဥဆောင်နေတယ်ဆိုပြီးတော့ထရန်ကအကြိမ်ကြိမ်ပြောနေတဲ့ဗင်နီဇွဲလားနိုင်ငံရဲ့ကာတက်ဒီလော့ဆိုးမီရှိမွေးစေဝါကိုင်းကိုပြပဂျမ်ဘတ်အဖွဲ့စင်မှာထည့်သွင်းကြောင်း ရိုက်တာကဖော်ပြပါတယ်ဒီမူရစ်စေဝါကိုင်းဟာဗီနီဇွဲလာသမ္မတမာဒူရိုနဲ့ဆက်သွယ်ရှိကြောင်းထရန့်ကတင်းကျပ်ဆွဆွဲနေတာပါတရှိဒီမူရစ်စေဝါကိုင်းကိုပြပကြမ်းမဖွဲ့စဉ်ထည့်သွင်းလိုက်ပြီဖြစ်လို့အမေရိကန်ကာဝေးဝန်ကြီးဌာနအနေနဲ့လုံခြုံရေးသစ်တွေရရှိလာပြီးတော့အမေရိကန်ကာဝေးဝန်ကြီးပီဟာဆက်ကပြောပါတယ်အမေရိကန်ကာတက်ဒီလော့ဆိုးမူရစ်စေဝါကိုင်းကိုကြမ်းပတ်စီသွင်းမှာဖြစ်လို့အမေရိကန်မှာနေထိုင်သူတွေအနေနဲ့ဒီကိုင်းနဲ့ပတ်သက်ခဲ့မယ်ဆိုရင်တော့ရှားစမှုမြောက်လိုက်မယ်လို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုကပြောပါတယ်ဒါပြမာဒူရိုဟာ ဗီနီဇိုလားနိုင်ငံတရားဝင်မှုရှိစွာယူကောက်ခံရတဲ့ခေါင်းဆောင်မဟုတ်ကြောင်းမာဒူရိုဟာယူကောက်ပွဲနိုင်ရတာလဲတန်မြာဖြစ်ပွဲခေါင်းဆောင်မာဒူရိုဟာမီးစေဝါမဟုတ်ဘူးတွေမှာပါဝင်ပတ်သက်နေကြောင်းလဲပီဟာဆာကာဝမ်အမေရိကန်နယူးသတင်းဌာနပြောပါတယ်မာဒူရိုကတော့မူရစ်စေဝါမောက်ကိုကူးမှုမှာမိမိအနေနဲ့ဘယ်တော့မှပုံဝင်ပတ်သက်ခြင်းမရှိကြောင်းရေးပါလေ။ကာတက်ဒီလော့ဆိုမီစေဝါကိုင်ဟာဗီနီဇွဲလာလူစုကိုင်ဖြစ်တဲ့ Trendy Aragua Guy နဲ့လက်တွဲပြီးတော့မူရစ်စေဝါတွေကိုအမေရိကန်နိုင်ငံတွင်း ပေါင်းခုတွင်းနေတာလို့အမေရိကန်ကဆွဆွဲပါတယ်အမေရိကဒီလူစုကိုင်းကို ပြည်ငရေကပြည်ပဂျမ်ဘတ်ဖွဲ့စည်းမှာထည့်ထားတာပါကာတဒီလော့ဆုမွေးစေဝကိုင်းကိုပြည်ပဂျမ်ဘတ်ဖွဲ့စည်းသူမှုဟာနိုဝင်ဘာ24ရက်နေ့မှာစတင်အကျုံးဝင်လာပြီဖြစ်ပါတယ်ဒါတမီးအမေပြောရရင်တော့မာဒူရိုအတွက်တော့အလားအလာလုံးဝမကောင်းပါဘူးမာဒူရိုအနေနဲ့အကြခင်မှာဖန်ဆီးရနိုင်တယ်ဆိုတဲ့အချက်တွေလည်းပေါ်ထွက်နေပါတယ် နောက်ထပ်သတင်းမှုပြောချင်တယ်ဗျဆူဒန်ပြည်တွင်းစစ်ကို ဆုံးသက်ပေးမယ်ဆိုပြီးတမနာထရန်ကလက်ရှိ sorry အရှိမင်းသားကိုပြောလိုက်ပါတယ်ဆူဒန်နိုင်ငံမှာစစ်တပ်နဲ့ ISF ကြားဖြစ်နေတဲ့ပြည်တွင်းစစ်ပွဲဆုံးသက်ဖို့အာယွန်ဆိုင်လုပ်ဖို့ရည်ရထားကြောင်းအမေရိကန်တမနာထရန်ကပြောပါတယ်ဒါအောင်လုပ်ဖို့ဆိုရင်တော့ယူကရိန်းကိစ္စရင်ဖြေရှင်းရမှာပါ sorry အရှိစမင်းသားမူဟာမက်ဘင်ဆယ်မန်ကခုနှစ်နှစ်တွင်ပထမဆုံးဝါရှင်တန်ခရီးစဉ်မှာဆွေအမေရိကကြောင်းအဖြစ်ရှင်းပြပါဦးဆိုပြီးထရန့်ကိုတိုက်တွန်းပြီးနောက်ထရန့်ရဲ့ကြေညာချက်ထွက်လာတာပါ ထရန်ကတော့သူဟာဆူဒန်အရှိဆန်တဲ့စကားမပြောခင်အချိန်ထိ2023ကစတင်ဖြစ်ခဲ့တဲ့ဆူဒန်စစ်ပွဲဟာ သူ့အစီအစဉ်ထဲမှာပါဝင်ခြင်းမရှိဘူးလို့ဆိုပါတယ်။ဆော်ဒီအရှိဆန်ကဆူဒန်ရေးနဲ့ပတ်သက်ပြီးကျွန်တော်ကိုအရန်ဩဇာကြီးမားတဲ့ယာတစ်ခုလုံဆောင်ခြင်းနဲ့ဆန္ဒရှိတာကိုတွေ့ရပါတယ်လို့ထရန်ကပြောပါတယ်။ထရန်ပြောကြတဲ့ကိုတုံ့ပြန်တဲ့နေနဲ့ဆူဒန်စစ်တပ်ကြီးကအဘဒဲဖာရာအဘဟန်ဦးဆောင်တဲ့ဆူဒန်ချုပ်ချာအာဏာပိုင်ကောင်စီကမိမိတို့အနေနဲ့ညီညွတ်ရေးရဖို့အမေရိကန်ဆော်ဒီနဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်းထုတ်ပြန်ပါတယ်။ ဘုဇကြီးဖာတာအဘဟန်ကစစ်တမ်းပြည်သူတွေမျောလင်းတဲ့ငင်းကြဲရုပ်အရာကိုအမေရိကန်ဆော်ဒီလိုနဲ့လည်းလေးနဲ့ထိတွေ့ဆင်ဖို့အသိရှိနေပြီလို့ကြေညာပါတယ်။ထရန့်ဟာသူနဲ့မတွေ့ဆုံမိကလည်းဆူဒန်စစ်ဘက်ဟာထိမနဲ့တမီးအခြေအနေကိုရောက်ရှိနေကြောင်းပြောပြပါတယ်။ဒါပေမဲ့ဆူဒန်ပြည်ပကဆုံးသက်ရေးကထရန့်ရဲ့စီရင်ချက်မှာပေါဝင်ခဲ့ဖို့မပေါ်သေးတဲ့အောင်အမေရိကန်ဆိုးရွားဖွဲ့ဟာဆူဒန်မှာငင်းကြဲရရှိစေမနည်းနဲ့ရှာဖွေစီစဉ်ခဲ့ပါတယ်။ နိုဝင်ဘာ၁၄ရက်နေ့ကဘရက်ကန်နယ်ဂျာယီဒီမော်ကိုဒီဟာဆူဒန်ပြစ်ခတ်ရေးစည်းထောက်ခံပေးဖို့ UAE နဲ့ငဂျာယီဝန်ကြီးကိုတက်တွန်းခဲ့ပါလေ။ဆူဒန်မှာဖြစ်နေတဲ့ပြည်နယ်စစ်ကြောင့်လူပေါင်း၄၀၀၀ကျော်သေဆုံးခဲ့ပြီးလူ၁၄တန်းကျော်ဦးမဲ့အိမ်မဲ့ဖြစ်နေရပါလေ။ကားမောက်သေဆုံးသူစီကနေပြီးတော့၁၁.၅တန်းတဲ့လဝတ်လက်စားတွေဖြုတ်မှုနဲ့ထိုင်းထက်လွတ်တော်အမတ်တွေထောင်လေးနဲ့ချခံရပါလေ။ထိုင်းနိုင်ငံချာချိုအိုစာခရိုင်တရားရုံးကလက်ရှိထိုင်းထက်လွတ်တော်အမတ်လက်ဖြစ် အစိုးရဌာနအကြီးအကဲလည်းဖြစ်နေတဲ့တာနာခိုးဆိုသူဟာလွန်ခဲ့တဲ့2021ကကာမတော်တစားမှုနဲ့တင်းမောက်ကတေဆုံးခဲ့သူထံမှဘတ်တန်းခွက်တဲ့နဲ့လောက်တစားတွေဖြုတ်ခိုးမှုနဲ့ထောင်လေးနဲ့ချလိုက်ပါတယ်ဒီ2021ခုနှစ်ကဘန်ပေါခုံးခိုင်မှာ ကာရစီတင်းမောက်ခုရှိခဲ့တယ်ဆိုပါတယ်အဲဒီတော့ကတေဆုံးသူစီကနေလောက်လက်စားတွေကိုမျိုးသားနှစ်ယောက်ကဖြုတ်နေတဲ့စီဒီမတက်နေရရှိခဲ့ပါတယ်ဒါပေမဲ့ဘယ်သူဘယ်ဝါလီလဲဆိုတာမသိရပါဘူး ထိုင်းရတဲ့ဘက်ကအဲ့ဒီအမှုကိုနောက်ရောက်ခံလိုက်တာ၃နှစ်နေပါရှိပါပြီ။ဒါပေမဲ့ဖြစ်ချင်တော့တန်တရားပြေခံက2024ကတည်းကထိုင်းထက်လွတ်တော်အမှတ်ဖြစ်လာသလိုစိုက်ပျိုးနဲ့ပုလောဆောင်ရေးကော်မတီမှဒုက္ခရာရေလုံငန်းဆက်ကော်မတီမှာဥက္ကရာအဖြစ်လူကြီးမှုကောင်ရောင်ဆောင်ကတောင်းဝန်ထမ်းဆောင်နေတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာသူဖြစ်တဲ့ဆိုတော့တသက်ကံကြက်တက်တီလည်းရလာပြီးနောက်ဆုံးတာနာခုံးကတော့သူ့အနေနဲ့လိန်ရလို့မရတဲ့ဇုံဝင်ခံခဲ့ပါတယ်။ဒါကြောင့်ထောင်လေးနဲ့ချမှတ်လိုက်ရတာလို့ ထိုင်းတရားရေးဟိုကြီးဌာနကထုတ်ပြန်ပါလေ။ကာနာခွင်းရဲ့လုပ်ရဟာအင်မတန်မှရှက်စရာကောင်းတဲ့လုပ်ရဆိုပြီးတော့ထိုင်းတရားရေးဝန်ကြီးအတိုင်းဝိုင်းမှာပြောဆိုနေပါလေ။ထိုင်းလွတ်တော်ကိုစလေတရဲ့နောက်ကျောင်းရဆွေကိုလည်းတေကြစစ်စင်းမယ်ဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်အနုတင်ကပြောပါလိမ့်။နောက်တဲ့သတင်းပို့ပြောချင်ပါတယ်။ထိုင်းနိုင်ငံမှာ EV ကားတွေတုံးဆမှုအလုံးမင်းများပြားလာပြီး ထိုင်းမှာရှိတဲ့ EV car battery တင်မမှုစီးနင်းသက်တမ်းတိုးဖို့အဆိုပြုလာတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာလုပ်ငန်းတွေဖွင့်လာတဲ့တယောက်ကား company တွေကလျှက်စစ်ကား battery စဲတွေဝယ်ယူသုံးပြုနေပတ်သက်ပြီးစီးကန်းတွေဖြည့်လျှော့ပေးမှုကိုသက်တမ်းတိုးပေးဖို့ထိုင်းမှာသလျှက်စစ်ကားဘုတ်ဖွဲ့ကအဆိုပြုနေပါတယ်။တယောက်ကား company တွေကထုတ်လွှင့်ကုန်စည်တွေကိုထိန်းချုပ်ဖို့ထိုင်းနိုင်ငံလုံးအစိပ်ပိုင်းတွေပေါ်ပြီးခုံမှုဆော့ချမှုရည်ရွယ်လုပ်ဆောင်နေတာပါ။တရုတ်ကကမီဒီယာထိုင်းနိုင်ငံလုံးကုန်ရင်းပစ္စည်းတွေ40%ကျော်သုံးနေမယ်လို့ကြေညာပြုခဲ့ပြီးထိုင်းနိုင်ငံရဲ့မော်တော်ယာဉ်ထောက်ပံ့ရေးကွန်ဆက်ကိုထောက်ကူဖြစ်စေတယ်လို့ ပြည်တွင်းလောက်ကင်တွေးမြင်ပြီးမဲ့အစီအစဉ်ကိုချပြနေသည့်တိုင်အောင်မြေပြင်ခြေနေမှာကွက်လွတ်မှုတွေရှိနေတယ်လို့ထိုင်းလုပ်ငန်းရှင်တွေကပြောပါလိမ့်။တရုတ်ကားကမ္ဘာတွေဟာထိုင်းပြည်တွင်းဖြစ်အစိပ်ပိုင်းတွေကိုအသုံးပြုရမှာဂျပန်ကားကမ္ဘာတွေနဲ့နှိုင်းယှဉ်ရင်တော့အရင်နဲ့ပါနေစေဖြစ်ပါလိမ့်။ထိုင်းနိုင်ငံရဲ့မော်တော်ရဲ့အစိပ်ပိုင်းတွေထုတ်တဲ့ကမ္ဘာတွေကတရုတ်ကားကမ္ဘာတွေကိုပြည်တွင်းလောက်ဖြစ်စေတဲ့ပုံမှုအသုံးပြုစေချင်နေကြတယ်လို့လည်းထိုင်းစစ်မှုလုပ်ငန်းဖွဲ့ချုပ်က ဖော်ပြပါလိမ့်။ ထိုင်းနိုင်ငံမှာအထောက်အပံ့ကုန်ကျစရိတ်အနည်းငယ်မီတက်နေသည့်တိုင်အောင်ပြည်တွင်းဖြစ်မော်ဒယ်ရစိတ်ပိုင်းတွေအားပေးခြင်းဟာပြည်တွင်းလုပ်ငန်းရှင်နဲ့လူမှုယုံကြည်မှုကိုမြင့်တက်စေနိုင်မယ်လို့ FDI ရဲ့ဒုက္ခကပြောပါတယ်။ပြည်ပသူငွေတွေပေါ်မီကိုအားထားမှုမီတက်လာတဲ့နေ့မှာထိုင်းနိုင်ငံရဲ့မော်ဒယ်လုပ်ငန်းနဲ့မော်ဒယ်ရစိတ်ပိုင်းထုတ်လုပ်တဲ့ကဏ္ဍမှာလုံသားရေအတွက်6သိန်းမှ4သိန်းထိရောက်ကြသွားပါတယ်။လရှိစီကံရတရုတ်လက်စကကံမီဒီဟာပြပမဘက်ထရီဆဲတွေကိုဝယ်ယူတင်သွင်းခွင့်ရရှိနေပြီမဲ့ ဒီစည်းကမ်းဟာအခုနှစ်ကုန်ပိုင်းမှာတက်တန်းကုန်မှာဖြစ်ပါတယ်။ဒါကြောင့်2026မှာတရုတ်ကအကမီဒီဟာထိုင်းရဲ့ပြည်တွင်းပြည်စိတ်ပိုင်းနဲ့ပုံမှန်ဝယ်ယူသုံးပြရမှာဖြစ်တဲ့အတွက်ထုတ်လို့ရပိုင်းမှာကုန်ကြေးစည်းမြင့်တက်လာပွဲရှိပါတယ်။